မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဘက်က ဘုံမူဘိုကြီးအောင်မင်းသူတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကလက်လွတ်ထားရတဲ့နယ်မြေများပြန်လည်သိမ်းပိုက်ရေးအတွက်ထိုးစစ်ဆင်နှွှဲတဲ့အချိန်မှာစစ်တပ်ဘက်ကဘုံမူဘိုကြီးအောင်မင်းသူတိတ်ဆုံးသွားကြောင်းတိတ်ဆုံးသူရဲ့ဇနီးဖြစ်သူရဲ့လူမှုကွန်ရက်ပေါ်မှာဖော်ပြချက်အရာသိရပါတယ်။အောက်တိုဘာလ14ရက်နေ့တိုက်ပွဲအတွင်းမှာဘုံမူဘိုကြီးအောင်မင်းသူတိတ်ဆုံးခဲ့ခြင်းဖြစ်ပြီးတော့အလောင်းကိုတော့တရင်တပ်ဖွဲ့ထံကိုပြန်လည်သိမ်းယူနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ ကြရပြည်နယ်ဘက်မှာကြာတာလို့သိရတယ်။သူကမြေကြီးနားဇာတိပါဘုံမူအပွင့်မတင်ရသေးဘူး။ဒါပေမဲ့လာဇာကတော့ဘုံမူလာဇာစားနေပြီလို့သေဆုံးသူဘိုကြီးအောင်မင်းသူရဲ့အွန်လိုင်းကမိတ်ဆွေတို့ကရှင်းပြထားပါတယ်။သေဆုံးတဲ့အချိန်မှာဘိုကြီးအောင်မင်းသူထံမှာမိမဖြစ်သူမေးဖြူဖြူစင်းနဲ့တာသမီနှစ်ဦးတို့ကြံ့ရိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကောတာပြည်ခရိုင်ပေါန့်တယ်မြို့နယ်မှာစိုင်းကဲ၃စီးနဲ့ထွက်လာတဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အင်းမင်းထွန်းအပါအဝင်နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ၁၈ရက်နေ့မနက်9:15မိနစ်ကပေါန့်တယ်မြို့နယ်မှတ်တိုင်အုပ်စုကမှတ်တိုင်ရဲစခန်းကဒူရဲအုပ်အင်းမင်းထွန်းဦးစီးတဲ့ရဲ၅ယောက်ဟာစိုင်းကဲ၃စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်ဆစ်ဆေးရန်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သူရဲကိုအင်းမင်းထွန်းနဲ့နေရင်းအောင်ကျော်ထတ်တို့အပြင်းထန်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။အခုလိုအပြင်းထန်ဒဏ်ရာရှိတဲ့ရဲနှုတ်စလုံးကိုအလုံးပိတ်ကားနဲ့ပြည်စည်းရုံကိုတည်ဆောင်သွားပြီးတော့ဒေသုံချင်းရှိမရှိသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီရဲတပ်ဖွဲ့ဝင်များဟာတမန်ကြီးရွာလမ်းစုံညောင်မင်အောက်မှာဂိတ်ဖွင့်ပြီးတော့ခရီးသွားပြည်သူများရဲ့ဆိုင်ကယ်များကိုဖမ်းဆီးခြင်း အာမစစ်မှုထမ်းစုဆောင်ခြင်းဝေလာတဲ့စားသောက်ကုန်များကိုလည်းမတရားသိမ်းဆည်းခြင်းပြည်သူတွေကိုဖမ်းဆီးငွေတောင်းခံခြင်းပတ်စံမှာပေးနိုင်မှာကဖမ်းဆီးထောင်ချခြင်းတို့ကိုပြုလုပ်နေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါဗယ်၎င်းတိုက်ခတ်မှုကိုပြည်သူကာကွယ်တပ်မတော်ဗျူဟာ21ရဲ့ကိုကဲမှုအောက်မှာရှိတယ်363တက်တိုင်ရင်တက်ခွဲ၄ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်းဗရောင်းမြို့နယ်တဲကကပါစာ76စက်ရုံအနီးတဝိုက်ကကြေးရွာ၄ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကရွာရဲ့အပြင်ကိုထွက်ခွင့်ပိတ်လိုက်ပြီးတော့ရွာဝင်ထွက်တွေမှာဂိတ်တွေချထားကရွာရဲ့အဆက်မှာလဲနေမိုင်းတွေထောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလကစတင်ပြီးတော့မတုံရွာဖလုံရွာကြားချေရရွာနဲ့ကြောက်ဆက်ဝဲရွာတွေကိုခြံစည်းအုံးမှာဝချုံနေနဲ့ခတ်ပြီးတော့ရွာရဲ့အပြင်မှာထွက်ပြီးတော့စီးပွားရှာတာမျိုးမလုပ်ဖို့နဲ့ရှိတာကိုစားဖို့ပြောတာအပြင်ကိုထွက်ပါကစစ်ဗုဒ္ဓန်းနဲ့ထဲ့မယ်ဖမ်းဆီးမယ်လို့ပါချင်းချောက်ထားတယ်လို့သိရပါတယ်အဲ့ဒီရွာကလူတွေကတော့အလုတ်လောက်ကန်စားတော့ရတာပါတိတ်ခုတ်ဝါခုတ်ပြားဖို့ မီးသွေးဖုတ်ကြရတာအခုအပြင်ထွက်ပြီးတော့အလုံးလုံးခွင့်ပိတ်လိုက်တယ်စစ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပေါ့ရွာတွေကိုလည်းရိတ်ခါထောက်ပံ့တာဘာမှမရှိဘူးအခုတော့အကုန်ဒုက္ခရောက်နေကြပြီလို့ဒေသခံတအူးကအတိအပြုပြောကြားထားပါတယ်အဲ့ဒီရွာလေးရွာကလူငယ်တွေကိုလည်းစစ်တပ်နန်းပို့ချနေပြီးတော့ရွာရဲ့အနီးတစ်ဝိုက်ကိုနေမိုင်းတွေထောင်ထားကရွာရဲ့လုံခြုံရေးအတွက်တင်နန်းပေးထားတယ်လို့သိရပါတယ်လူငယ်တွေကိုတင်နန်းပေးထားတာရှိတယ်စားဖို့တောက်ဖို့တော့ပေးတာမရှိဘူးရွာထိပ်မှာတော့ဂိတ်ချထားတယ် ရွာတရွာကိုစစ်သား၁၀ယောက်လောက်ချထားတာရှိတယ်လို့ဗဒောင်းမြို့ကဒေသခံတဦးကပြောပါတယ်။ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆဆ၆အနီးကအဲ့ဒီကရွာတွေကလူငယ်တွေကိုကပ္ပဆဆက်ရုံကိုကာကွယ်ဖို့နဲ့ရွာတွေကိုကာကွယ်ဖို့တင်းနှန်းနေပေးနေပြီးတော့ရွာရဲ့အပြင်ထွက်ခွင့်ပိတ်ပင်ထားခံရတဲ့ရွာ၄ရွာကဒေသခံတထောင်ကျော်ဟာလဲလက်ရှိမှာရိတ်ခါပြက်လက်မှုတွေဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ဝါဒရဆက်မှုဆုံးလမ်းတနေရာမှာလွန်ခဲ့တဲ့16ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်လောက်ကတက္ကစီနှစ်စီးနဲ့လူငယ်တအုပ်ကိုထိုးချိတ်ရိုက်နှက်ပြီးတော့ပြန်ပြေးဆွဲသွားကစစ်ခွေးတပ်ထမ်းမှပို့ဆောင်ပြီးတော့ရောင်းစားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖြစ်စဉ်အသေးစိတ်ဟာစက်မှုဆုံးလမ်းတနေရာမှာလူငယ်တအူးဟာလမ်းလျှောက်လာတဲ့အချိန်တက္ကစီတစ်စီးကအရင်ရောက်ရှိလာပြီးတော့လမ်းမေးတယ်လို့လို့ငားမလားမေးတယ်လို့လို့လုံရင်းကနေပြီးတော့သူတယောက်တည်းဆိုတာတေချာသိသွားတော့နောက်ထပ်ကားတစ်စီးထပ်ခေါ်လိုက်ပါတယ်အဲ့ဒီမှာနောက်ကားကရောက်ချလာပြီးတော့ဓားတွေဒုတ်တွေနဲ့လူနှစ်ယောက်ဆင်းလာပြီးအဲ့ဒီလူငယ်ကိုဝိုင်းဝန်းထိုးကျိတ်ပြီးတော့စစ်တပ်ထဲကိုပေါ်တာဆွဲရောင်းချခဲ့တာလို့သတင်းရရှိပါတယ်လက်ရှိချိန်မှာတော့အဲ့ဒီလူငယ်ကိုစစ်တပ်ထမ်းမှာငွေနဲ့ပြန်လဲရွေးပြီးခဲ့ပြီဖြစ်တယ်လို့သိရပါတယ် အရက်ဝတ်နဲ့လူမိုက်တွေပဲဗျသူတို့ပုံစံကစစ်တပ်နဲ့ဘလို့ပတ်သက်နေတယ်ဆိုတာတော့မသိရသေးပါဘူးအခုကတော့ပတ်စံနဲ့ပြန်လာရွေးပြီးပါပြီပြန်ပြေးဆွဲခံရပြီးတော့စစ်တပ်စီကပတ်စံနဲ့ပြန်ရွေးခဲ့တယ်ဆိုပါတော့ဗျာ အခုအချိန်ကလူတိုင်းသတိနဲ့သွာလာကြဖို့နဲ့ဘယ်အရာကိုမှတထစ်ချမယုံကြည်ထားကြဖို့ပြည်သူတွေကိုသတိပေးပါအောင်လို့ပြည်သူတအုပ်ကသတင်းစကားပြောကြားထားပါတယ်။စစ်မှုတမ်းဥပဒေအသက်သွင်းပြီးတဲ့နောက်စစ်တပ်ကတပ်သားအင်အားတိုးချဲ့နေတာပေါ်တာဆွဲခြင်းများအမှန်အကန်လှုပ်ဆောင်လျက်ရှိပြီးတော့လူငယ်များအနေနဲ့တအုပ်တွေတကူတွေသွာလာခြင်းများကိုရှောင်ရှားတင်တယ်လို့ထောက်လောင်းပြီးတော့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့နမ်ဆန်မြို့နယ်တို့ကိုစစ်တပ်ကလေရင်နဲ့မနေ့ကညပိုင်းကဘုံကျဲချခဲ့ရာကလင်းငယ်တအူတန်းကားတပါအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ည8:45မိနစ်အချိန်မှာနမ်ဆန်မြို့နယ်ကွယ်ဟန်ကျေးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချခဲ့ရာအဲ့ဒီဘုံဟာကျေးရွာအလယ်တဲထဲမှာရှိတဲ့လူနေအိမ်များပေါ်ကိုကျရောက်ခဲ့ပြီးတော့ကလင်းငယ်တအူအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ10ဦးရှိတယ်လို့ပြောပါတယ်

်ရွာလေကိုကြတာဆိုတော့လူနေအိမ်တွေအကုန်ထိပါတယ်နေအိမ်၁၀လုံးကျော်ပျက်စီးသွားတယ်ကလင်းငယ်တအုပ်အပါအဝင်လူ၆ဦးသေဆုံးပါတယ်ဒဏ်ရာရတဲ့သူက၈ဦးထက်မနည်းရှိတယ်လို့နမ်ဆန်မြို့နယ်ကဒေသသတင်းရင်းမြစ်တခုကပြောပြထားပါတယ်အလားတူပဲမနေ့ကညပိုင်း၈နာရီ၄၀မိနစ်ဝန်းကျင်အချိန်မှာကြောင်မဲမြို့နယ်မိုင်းကော့နမ်မန်ချေးွာဖုန်ကြီးကျောင်းကိုစစ်တပ်ကတိုက်လေရင်လည်းပေါင်900ဘုံကျဲချခဲ့ရာတန်ဃာတော်တပါးဒဏ်ရာအပြင်းထန်ရရှိပြီးတော့ပြန်လည်တော်မူသွားပြီးဖုန်ကြီးကျောင်းဟာလည်းပြက်စီးသွားတယ်လို့သိရပါဗျာဆရာတော်ကဘ ုံးလာကျဲတဲ့အချိန်ဒဏ်ရာရပြီးတော့ဒဏ်ရာပြင်းထန်လို့လို့ပြန်လည်တော်မူသွားပါတယ်စေကူတာဖို့လှုပ်ဖို့ပြင်နေတော့မှာပဲပြန်လည်တော်မူသွားတယ်လို့သိရတယ်လို့နတ်မန်ကြီးရွာနဲ့အခြေဆက်ရှိတဲ့ကြောင်မဲမျိုးအခြေဆက်တန်ဃာတော်တပားကမိန်ကြားထားပါတယ် ်အကြပ်စစ်ခွေးတက်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်လွတ်ဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်ထိုးစစ်ဆင်မှုများဆင်နွှဲပြီးတဲ့နောက်အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုများနေတိုင်းလုံလုံဖြစ်ပွားလျက်ရှိတယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ဂျေဇုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား89ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ18ရက်နေ့ကထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့နယ်အတွင်းမှာရင်းများကိုဖမ်းဆီးစစ်ဆေးရမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား55ဦးကိုလမ်းပြ2ဦးရင်း30ဦးနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ရန်တရားဝင်အထောက်အထားဆောင်ရွက်စာရဲမရှိဘဲနဲ့ဝင်ရောက်လာသူများဖြစ်ပြီးတော့အမျိုးသား32ဦးနဲ့အမျိုးသမီး24ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား55ဦးကို မဲဆောင်မြို့နယ်ရဲစခန်းမှာအမှုဖွင့်စစ်ဆေးနေတယ်လို့ပြောပါတယ်။အလားတူပဲအော်တိုဘားလ18ရက်နေ့ကမဲဆောင်မြို့နယ်အတွင်းကင်းလဲနေတဲ့အချိန်တရားမဝင်မြန်မာနိုင်ငံသား34ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီမြန်မာနိုင်ငံသားတွေထဲမှာအမျိုးသား26ဦးနဲ့အမျိုးသမီး7ဦးတို့ပါဝင်တယ်လို့ပြောပါတယ်။၎င်းတို့မှာတရားဝင်ဆောင်ရွက်စားတဲ့အထောက်အထားဒဇုံတရားမပါဝင်ဘူးလို့သိရပါတယ်။ ဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသား34ဦးကိုမဲဆောက်မြုံနဲ့မဲပရဲစခန်းမှာဖမ်းဆီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ 啊，这不是安娜先生的手机，哪管你的，明天早上六点来家我再给你哦。